ကိုရိုက်တေသားကြီးတာယာဝရီခရိုင်ပြန်ချိုင်းနဲ့ပြူစံဦးစီးဌာနလူတို့အခြေပြုဘူဌာနတွင်မြမရွေရသနခအကြောင်းအသိပညာပေးတော်ရှုကိုမတ်လ6ရက်နေ့နနေ့9နာရီကကျင်းပခင်ရခင်ပြဆက်ရုံမှာဒေါ်သိန်းနူအေးနှင့်စိုင်းဆီယမထေထေတို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်မင်္ဂလာပါဆရာမရှင်မင်္ဂလာပါသမီးကြီးကဲပါဆရာမဒီမြမတနခါပေါ့နော်ဒီမြမလူမျိုးတွေအတွက်ပေါ့အခုမဖြစ်နိုင်တဲ့လူလုံးဆောင် စီဒီရဖြစ်တယ်ဆိုတာကိုလည်းရှင်းပြပေးပါအောင်ဆရာမရှင်။အေးဒီနေ့ရမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဘယ်နေရာဦးပဲတော်တော်ပေါ့နော်ဒီတဏ္ဍာခါနဲ့ပတ်သက်တဲ့အရာဆိုလို့ရှိရင်ဘယ်မင်းမင်းကလေးတိုင်းဟာပေါ့နော်ဒီတဏ္ဍာခါကိုမြင်လို့ကြတာပဲလေတမီ။ဒါကြောင့်မလို့ဒီမြင်တဲ့တဏ္ဍာခါကိုဆိုလို့ရှိရင်လိမ့်ချထားတာတွေကအများအားတွေ့ရပါတယ်တမီ။နော်ဒါကြောင့်မလို့အများစုကတော့နှစ်ပေါင်းတစ်ထောင်ကျော်လောက်မှာဆိုလို့ရှိရင်တော့မြန်မာတနခါကိုလိမ့်ချေပြီးတော့အလှပြင်ပစ္စည်းတစ်ခုပေါ့နော်အဲဒါမျိုးလေးတောင်ပြုလုပ်ကြရတဲ့ဆိုတာလဲမြန်မာနိုင်ငံမှာရှိခဲ့ပါတယ်တမီး အဲအခုအနေထားမှာဆိုလို့ရှိရင်တော့ဘာပဲပြောမြန်မာတနခေါ့ကိုမနှစ်သက်ဘူးဆိုတဲ့လူဟာမရှိဘူးနော်တမီမရှိတဲ့လောက်ကိုဖြစ်တယ်။ဘာနဲ့နိုင်ငံအနောက်တိုင်းအခုပစ္စည်းတွေပေါ့အလှပတွေဘလောက်ပဲပေါများပါစီမြန်မာတနခေါ့ကိုတော့မြန်မာမိန်းကလေးတွေကအစအကုန်လုံးကြိတ်နှစ်တပါတယ်တမီ။အဲဒါကြောင့်မလို့လဲပဲအခုနန်းဟိုပြောမယ်ဆိုလို့ရှိရင်တော့ပေါ့တမီရဲ့ရှေ့မြန်မာတွေလက်ထက်တွေရပါ နန်းတွင်သုံးနန်းတွင်သုံးအနေထားမှာတော့ဆိုရင်နန်းတွင်သူတွေအပြင်အောင်မဖွဲနဲ့ယာတိဥတုနဲ့လိုက်ပြီးတော့ကောက်ဆိုင်မာတွေပေါ့အဲကောက်ဆိုင်မာတွေအဆင့်အထီကိုဒီတနခါကိုပေါ့လိမ့်ချဲပြီးတော့မှဒီမြမတနခါကိုစိုက်ညစ်တတ်တယ်ဆိုတော့အဲတာရခတွေအများကြီးရှိပါတယ်။တနခါကဆိုလို့ရှိရင်မြမရဲ့ယဉ်ကျေးမှုမှာဆိုလို့ရှိရင်အရန်ကိုပေါ့နော်အသုံးဝင်တယ်။ယဉ်ကျေးမှုအတွက်တနခါလိမ့်ချဲတဲ့အလေ့ကျင့်ကိုလည်းနှစ်ပေါင်းများစွာအပြင်ကိုခလေးမွေးကင်းစာအရွယ်ကနေပြီးတော့ အသက်ကြီးတဲ့အထီပေါ့နော်အဲ့ဒါတနခါကိုလိမ့်ချေတာကိုလည်းတွေ့ရပါတယ်တဲ့တနခါဆိုရဲအခုအစင်းရဲ့အနေထားကတော့မြမတနခါဟာတဲ့တနခါဟုစကားကနေစလာတာတဲ့သူမြင့်အဲအဲ့ဒီကနေစလာပြီးတော့မှသနဆိုတာဟာမြမအဘိဓမ္မာနဲ့ပြည့်စုံတဲ့အရာရှိတယ်ဟုသိရတယ်ခါဆိုတဲ့အမူအရာကတော့စွန့်ပစ်ခြင်းလို့ပြောတယ် အဲ့ဒီဟိုနှစ်ကြာလာတဲ့အခါကျတော့အခေါ်ဝေါ်နဲ့ပေါ့နော်ကြောင်းလဲသွားတဲ့အခါကျတော့တဏ္ဍခါလို့အဓိပ္ပာယ်ကြီးပေါ်လာပါလိ။ဒါကြောင့်တဏ္ဍခါရဲ့အစဉ်အဆက်အလာကိုပြောမယ်ဆိုမြမနိုင်ငံဟာမြမအမျိုးသမီးဒိုင်းအောင်မဟုတ်ခဲနဲ့လူငယ်လူကြီးလူလတ်တင်လည်းမဟုတ်ခဲနဲ့အမျိုးသားတွေပါပေါ့နော်အခုမြမတဏ္ဍခါကိုချိန်နှစ်တက်လာတာကိုတွေ့ရပါတယ်တမီး။ โอเคပါဆင်မအခုလိုမျိုးအသိပညာမျှဝေပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆင်မရှင်ကျေးဇူးတင်ပါတယ်ဆိုပါတော်ရှုဆွေးနွေးမှုတို့ကိုဝီလက်တာယာဝီ page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်